မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ခမရ986တန်း343တန်းနဲ့986တက်ဒီအနီးမှာရှိတဲ့ရေးမော်လမြိုင်အမှတ်၈ကားလမကြီးပေါ်မှာရေးဘလူးတက်ရင်ကလုံခြုံရေးအရာစစ်ဆေးမှုများကိုလှုပ်ဆောင်ခဲ့ရမှာတက်ချက်ကြီးအဆင့်ရှိတဲ့ မိသက်တပ်ဖွဲ့ဝင်တအုပ်ကိုဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ16ရက်နေ့မနက်9:40မိနစ်အချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့တပ်များနဲ့နှီးကပ်နေတဲ့အမတ်ရှက်လမ်းမကြီးပေါ်အထိတက်ရောက်ပြီးတော့လုံခြုံရေးစစ်ဆေးခဲ့တယ်လို့သိရပါတယ်။ဖမ်းမိထားတဲ့သူကိုအေးအေးယူဆောင်ရွက်သွားမှာပါ။ဖြစ်စဉ်အပြီးမနေ့ကညနေ4:00ဝန်းကျင်ကစပြီးတော့စစ်ကောင်စီတွေကအပလိုက်ကြီးရွာ၊စုံပရောက်ကြီးရွာ၊တောင်စုံကြီးရွာ၊စုံနေသားကြီးရွာ၊ကွန်ဒူးကြီးရွာအစင်းလန်းတွေကို ကြောက်ကားတွေနဲ့မြေတွေကိုမှာပြီးတော့လမ်းတွေကိုပိတ်လိုက်ပါပြီလို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောကြားထားပါတယ်။အကြမ်းဖက်စစ်တပ်ဟာကားများကိုလုံးဝဆင်းွက်မပေးတော့ဘဲလမ်းများကိုပိတ်ဆို့လိုက်ခြင်းဖြစ်တယ်လို့ရေးဘလူးအဖွဲ့ထံကသိရှိရပါတယ်။လက်တလုံးမှာရေးမျိုးနယ်မှာစီရေးတင်းမာနေမှုများရှိနေပြီး KNL ဥဆောင်တဲ့တော်လိုင်းတပ်များကလည်းရေးမျိုးဘော်ကလွဲပြီးတော့ရေးမျိုးနယ်တစ်ခုလုံးမှာနယ်မြေစိုးမိုးထားတယ်လို့သိရပါတယ်။စစ်တပ်ကလည်းရေးမျိုးဘော်မှာလုံခြုံရေးတွေကိုအထူးတုံးမြင့်ထားတယ်လို့သိရပါတယ်။ရင်းမြို့ကိုဝင်တိုက်မယ်ဆိုတဲ့သတင်းတွေကြောင့်စစ်တပ်နဲ့ရဲဘက်မှာတော့လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီ မြို့ပေါ်လုံခြုံရေးဆိုတာထက်စစ်တပ်ဝင်းတွေထဲမှာလုံခြုံရေးစီးတွေအထက်ထက်နဲ့ခံစစ်ကိုတေးသေးချာချာပြင်ဆင်ထားတာကိုတွေ့ရတယ်လို့ရင်းမြို့နယ်ကဒေသခံသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မခွေးတိုင်းပွင့်ဖြူမြို့နယ်စင်လူကြီးရွာမှာလာရောက်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုပူးပေါင်းတပ်ဖွဲ့များကတွားရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ူစောတီအင်အားကောင်းတဲ့စင်လူကြီးရွာမှာလာရောက်ပြီးတော့အထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတီအဖွဲ့ကိုဇန်နဝါရီလ15ရက်နေ့မှာမင်းမှုခေအန်တိုက်ရဲ၄နဲ့မဟာမိတ်တပ်ဖွဲ့များက60မမဘုံသီးများနဲ့ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီရွာကပြူစောတီအင်အားကောင်းပြီးတော့ ူရွာလုံးလုံးကိုဖျက်သွားပြီးအဲ့ဒီပြူတွေနဲ့စစ်ကောင်စီတွေပေါင်းပြီးတော့နေအိမ်တွေမှာအထိုင်ချထားတာကိုတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ကလေးတွေနဲ့တပ်ကြီးရွယ်အိုတွေတော့အဲ့ဒီအိမ်တွေမှာမရှိဘူးပေါ့ဒါကြောင့်ကျွန်တော်တို့ကသူတို့အထိုင်ချထားတဲ့အိမ်တွေရဲ့တီးနေရအတိအကျနဲ့ drone ပုံးတွေတွေကျေးရှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လို့မင်းဘူးခရံတိုင်ရဲလေးကတာဝန်ရှိသူတူကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သားများနေထိုင်ရာနေအိမ်၁၀လုံးကမီးလောင်ပြီးတော့ ကင်းတာဝန်ကျနေတဲ့တပ်သားတအုပ်တေဆုံးကစစ်သားနဲ့ပြူစောတိအများပြားဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကောင်စီဘက်ကဆလင်းကံများကနေပြီးတော့လူနာတင်ကား၃စီးနဲ့တေဆုံးတဲ့ဒဏ်ရာရတဲ့သူတွေကိုလာရောက်တဲဆောင်သွားကြတယ်လို့မင်းဘူးခရိုင်တိုင်ရင်လေးကအတည်ပြုထားပါတယ်။အလားတူပဲ ကျန်းတဲ့စစ်ကောင်စီတပ်သားများကစင်လူကျေးရွာမှာဆက်မနေရတော့ပဲကံများကျေးရွာဘက်ကိုဂစင်ကလေးအားနဲ့စုတ်ခွာထွက်ပြေးကြပြီးတော့တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များကဒစုံတရားထိခိုက်မှုမရှိဘဲနဲ့ပြန်လည်စုတ်ခွာနိုင်ခဲ့တယ်လို့အသိပေးထားပါတယ်ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့စစ်ကောင်စီတွေရှိသမျှနေရာတိုင်းကိုတိုက်ခိုက်သွားမှာပါလို့ Adequate People Defense Force ကတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမင်းမှုခရိုင် MLA တပ်ရင်းနဲ့အတူပေါ့မြိုင်စုဖွဲ့မှုပကဖာ Yan Force PKU Adequate People Defense Force PKU ဂျိုကာပျောက်ကြားတပ်ဖွဲ့ရွှေတုတ်တရာပအဖနဲ့မြန်မျိုးနယ်ပကဖဒရုန်းတပ်ဖွဲ့တွေကပူးပေါင်းပြီးတော့လုံဆောင်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။အခုလိုမျိုးစစ်ရေးတိုက်ခိုက်မှုများပေါ်ဆောင်နေစေကာလမှာပြည်သူများအနေနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့များနဲ့အတူလာရောက်ပူးပေါင်းခြင်းထောက်ပံ့ကူညီပေးခြင်းများဖြင့် ော်လန်ရေးကြီးကိုအမြန်ဆုံးပြီးမြောက်အောင်မြင်နိုင်ရေးအတွက်ပါဝင်ကူညီပေးကြပါရဲ့မြေတားရက်ခံပန်ကြားထားပါတယ်။စင်လူကြီးပါဟာပသိမ်မုံရွာလမ်းပိုင်းဘေးမှာတည်ရှိပြီးတော့အင်ဂျီ1500ခန့်လူဦးရေ3000ခန့်ရှိကအဲ့ဒီခြေရွာကတည်သူဆက်တပ်ဖွဲ့တွေကိုအုတ်ချုပ်ရေးမှုဖိုးအောင်ကခေါင်းဆောင်အဖြစ်နဲ့အုတ်ချုပ်ပြီးတော့၎င်းရဲ့ညီဖြစ်သူကျော်တန်ဦးကဒူးခေါင်းဆောင်အဖြစ်နဲ့တာဝန်ယူထားတယ်လို့သိရပါတယ်။ ဒေတာတွင်စစ်ရေးအချက်အလက်များအရစင်လူးရွာမှာစစ်ကောင်စီတပ်နဲ့ပြူစောတိအင်အား200ကျော်ရှိတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်နဲ့ပြူစောတိများဟာပွဲပြူမျိုးနဲ့အတွင်းပေါ်တာဆွဲခြင်းများကိုလှုပ်ဆောင်လျက်ရှိရာဇန်နဝါရီလ14ရက်နေ့ကထန်းတော်စုဖလန်တော်ကြောက်ကုန်းစတဲ့ခြေရွာများကပြည်သူအယောက်40ခန့်ကိုအတင်းအဓမ္မဖမ်းဆီးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မြရီနန္ဒာရက်ကွက်မြရီနန္ဒာအင်အားမှာဘီလျက်ထိုးနေတဲ့လူငယ်တစုကို15ရက်နေ့နေ့လယ်ပိုင်းကစစ်ကောင်စီအုပ်စုကလာရောက်ပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ15ရက်နေ့မွန်းလွဲ2နာရီကျော်အချိန်မှာမန္တလေးမြို့မြရီနန္ဒာအင်အားကိုစစ်ကောင်စီအုပ်စုကတိုက်တဆိတ်ချောင်းမြောင်းဝင်ရောက်စီးနင်းပြီးတော့ မမ76တိုက်ဆက်လေးအောက်မှာဖွင့်ထားတယ်ဘီလက်ခုံမှာဘီလက်ထိုးနေတဲ့လူငယ်တွေကိုဖမ်းခေါ်သွားတယ်လို့သိရပါတယ်ကျူထိုးနေတဲ့ကလေး9ယောက်6ယောက်လောက်ကိုကားပေါ်ကိုတင်သွားပါတယ်နေကင်း2နာရီခွဲလောက်မှာပါသူတို့စစ်ကောင်စီအုပ်စုလာရာကိုလူမသိအောင်လို့စစ်ကားတွေကိုအမိုက်ပုံအကွဲမှာရက်ပြီးတော့ ချေချင်းလျှောက်ပြီးလာဖမ်းတာလို့ဒေသခံတူကပြောပြထားပါတယ်။ပေါ်တာဆွဲတာလို့ယူဆရပြီးတော့ဘာကြောင့်ဖမ်းတယ်ဆိုတာကိုမသိရဘဲအဲ့ဒီလူငယ်တွေကိုဖမ်းခေါ်သွားပြီးတဲ့နောက်မှာစစ်ကောင်စီတွေဟာအင်အားတွေကနေပြန်ထွက်သွားတယ်လို့ဆိုပါတယ်။စစ်ကောင်စီအုပ်စုကအဲ့ဒီလူငယ်တွေကိုခေါင်းစုပ်အမဲတွေဆွတ်ပြီးတော့နောက်ပြန်ဂျိုးတုတ်ပြီးတော့ ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့မန္တလေးမြေပြင်ကင်းထောက် MBY Revolution ကဖော်ပြထားပါတယ်။မန္တလေးမြို့မှာစစ်ကောင်စီအုပ်စုကပေါ်တာဆွဲစစ်သားတွေစုဆောင်းတာတွေဇက်တိုက်လှုပ်ဆောင်နေပြီးတော့စစ်ကောင်စီအုပ်စုကိုခွဲတန်းကျစက်ကြီးမပေးနိုင်တဲ့ရက်ကွက်တွေစင်ရဲသားလက်လုံလက်စားတွေနေထိုင်တဲ့ရက်ကွက်တွေနဲ့မျိုးစုံစင်ချေပုံးရက်ကွက်တွေကိုအဓိကထားပြီးတော့ပေါ်တာဆွဲကစစ်သားတွေစုဆောင်းနေတာဖြစ်တယ်လို့မြို့ကန်တွေကပြောပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာမန္တလေးခရိုင်ခွနံမြို့နယ်တွေက စစ်ကောင်စီအုပ်စုကလူငယ်လူရွယ်အယောက်390ကျော်ကိုပေါ်တာဆွဲစစ်သားတွေစုဆောင်းခဲ့တယ်လို့စစ်ကောင်စီအုပ်စုရဲ့ပေါ်တာဆွဲဖမ်းဆီးမှုများကိုစောင့်ကြည့်မှတ်တမ်းတင်ထားတယ်မန္တလေးတပိတ်အင်အားစုကဖော်ပြထားပါတယ်မန္တလေးမြို့အောင်မြေသာဇံမြို့နယ်မှာ64ဦးချမ်းရည်သာဇံမြို့နယ်မှာ25ဦးမဟာအောင်မြေမြို့နယ်မှာ38ဦးချမ်းမြသာစီမြို့နယ်မှာ52ဦးပြည်ကြီးတကောမြို့နယ်မှာ82ဦးပသိမ်ကြီးမြို့နယ်မှာ88ဦးနဲ့ ်အမရပူရမြို့နယ်မှာ53ဦးစုစုပေါင်းမြို့နယ်9မြို့နယ်မှာ361ဦးကိုစစ်ကောင်စီကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်အကြမ်းစစ်ကောင်စီဟာမြန်မာနိုင်ငံအနှံပြားမှာစစ်မြန်နာတွေဖွင့်ထားရပြီးတော့ယခုအခါမှာအရှုံးများနဲ့သာရင်ဆိုင်နေရပါတယ်ဒါကြောင့်မတရားပြထားတဲ့စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့လူငယ်များကိုဖမ်းဆီးပြီးစစ်ပွဲတွေကိုမတရားဆွဲသွင်းခံနေရတယ်လို့သိရပါတယ်အခုလိုမျိုးလောက်ရများဟာမြန်မာနိုင်ငံရဲ့လူသားအရေးအမြစ်များဆုံးရှုံးရကလူအခွင့်အရေးများကိုလည်းချိုးဖောက်မှုများမြောက်တယ်လို့သိရပါတ င်အကြံဖတ်စစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်ဝေကန်အဖွဲ့အစည်းများလူပုဂ္ဂိုလ်များဟာလူအခွင့်အရေးကိုပေါ်ပေါ်တင်တင်ချိုးဖောက်ကပုံမိုးဆိုးဝါးစွာနဲ့လူငယ်များကိုမတရားဖမ်းဆီးနေတာအထင်ရှားပဲဖြစ်ပါတယ်မတရားဖမ်းဆီးရမှာလဲနေ့ညအချိန်မရွေးပဲနဲ့မတရားပြထားတဲ့အစင်းဥပဒေကိုအကြောင်းပြပြီးဖမ်းဆီးခြင်းလမ်းတွေပေါ်မှာတွေ့ရလူငယ်တွေကိုမတရားဖမ်းဆီးခြင်းများကိုပြုလုပ်လျက်ရှိရာအကြမ်းဖက်စစ်ကောင်စီဟာ သူတို့မတရားထုတ်ပြန်ထားတဲ့စစ်မှုထမ်းဥပဒေပါအချက်အလက်တွေကိုလည်းဂရုမစိုက်နိုင်တော့ပဲပြောင်ကြကြပဲလူအခွင့်အရေးတွေကိုချိုးဖောက်နေခြင်းဖြစ်တယ်လို့မန္တလေးတပိတ်အင်အားစုကဖော်ပြထားပါတယ်စစ်ကောင်စီအုပ်စုကနေညအချိန်မရွေးပဲပေါ်တာဆွဲကစစ်သားတဲ့စုဆောင်နေတယ်လို့မြို့ကန်တွေအနေနဲ့အထူးသတိထားကြဖို့လည်းလိုကြောင်းမန္တလေးတပိတ်အင်အားစုကတိုက်တွန်းထားပါတယ် လူငယ်များအနေနဲ့အချိန်မတော်နေအိမ်ရဲ့ပြင်ပကိုသွာလာခြင်းမလူလားဘဲနဲ့ခရီးသွာလာခြင်းပျော်ပွဲရှင်ပွဲများကိုသွာလာခြင်းများကိုတတ်နိုင်သမျှရှောင်ကျဉ်သင့်ပါတယ်အချက်မဆက်တည်းရဲ့မတရားဖန်ဆီးစစ်မှုထမ်းခြင်းကိုမခံရစေရန်မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့စစ်ကောင်စီရန်တရားများလှုပ်ရှားမှုများကိုမျက်ခြေမပြတ်လေ့လာအကဲခတ်ထားပြီးတော့ အန်ဒီရဲ့တစုံတရာကြောက်ရောက်လာနိုင်တဲ့အခြေအနေရှိပါကချိုးတင်ရှောင်ရှားထားကြရန်လိုအပ်ပါတယ်မိသားစုနဲ့ချင်းချောက်အကြက်ကန်ခံရခြင်းလိုမျိုးမလွဲစာမရှောင်သာတဲ့အခြေအနေများနဲ့ကြုံတွေ့ရပြီးတော့တတ်သားတဲ့စုဆောင်းခံရမယ်ဆိုပါကချိုးတင်ပြင်ဆင်ခြင်းရတဲ့အခြေအနေမှာလိုအပ်တဲ့ပြင်ဆင်မှုများကိုပြင်ဆင်ထားကြရန်နဲ့မိမိတို့ရဲ့နေထိုင်ရာပတ်ဝန်းကျင်လလမီယာနေရာများမှာမတရားဖန်ဆီးခံရမှုများရှိပါကတော်လိုင်းအင်အားစုများထံကိုသတင်းပေးဖို့ရလိုအပ်ပါတယ်အကြမ်းဖက်ဆက်တိုက်ရဲ့လမ်းပေါ်မှာစစ်ဆေးမတရားဖန်ဆီးမှုများမှာ အလုတ်ပြောင်းခြင်းနောက်ကြတဲ့အခြေခံလူဒန်းစားလူငယ်အလုတ်သမားများကိုပြစ်မှတ်ထားဖမ်းဆီးနေတာကိုတွေ့ရပါတယ်။ဒါကြောင့်အလုတ်ရှင်များအနေနဲ့မိမိတို့ရဲ့အလုတ်သမားများရဲ့အလုတ်ချိန်များကို လုံသမားများနဲ့ညှိနှိုင်းပြီးတော့တိုင်ပင်ကအနေငယ်ရှော့ချပေးပါရန်အခြေခံလူဒန်းစားအလုံသမားများကိုစားကျွန်တော်တို့မန္တလေးတပိတ်အင်အားစုကတောင်းဆိုလိုက်ရပါတယ်လို့ဖော်ပြထားပါတယ်ပြီးခဲ့တဲ့2024ခုနှစ်မတ်လကစတင်ပြီးတော့စစ်ကောင်စီအုပ်စုကနိုင်ငံတော်ဝန်မှာရှိတဲ့လူငယ်လူရွယ်တွေကိုစစ်သားတဲ့စုဆောင်းနေတာဖြစ်ပြီးတော့စုဆောင်းပြီးရရှိလာတဲ့လူငယ်လူရွယ်တွေကိုစစ်တပ်နဲ့ပေးလက်နက်ထုတ်ပေးပြီးတော့တိုက်ပွဲဖြစ်နေတဲ့ဒေသတွေစီကိုအသေးခံစစ်သားအဖြစ်နဲ့ပို့လွှတ်နေတာဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းတမူးခရိုင်ခမ်းပန်းမြို့ကို အကြမ်းဖက်စစ်ကောင်စီကလေရင်နဲ့ဘုံကျဲချခဲ့ရာတန်ကားတော်တပါကလင်းငယ်၂ဦးအပါအဝင်စုစုပေါင်းပြည်သူ၆ဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၁၆ရက်နေ့ည၈နာရီခွဲအချိန်ကမှအကြမ်းဖက်စစ်ကောင်စီကတိုက်လေရင်နဲ့တမူးခရိုင်ခန့်ပတ်မြို့ပေါ်ကိုလေကြောင်းကနေတိုက်ခတ်မှု၃ချိန်ထက်မနည်းလှုပ်ဆောင်ခဲ့ပြီးတော့ပြည်သူများနေထိုင်တဲ့ရပ်ကွက်နဲ့ဖုန်ကြီးကျောင်းကိုဘုံများကျဲချခဲ့တယ်လို့သိရပါတယ်ဘုံကျဲချမှုကြောင့်တန်ကားတော်တပါကလင်းငယ်၂ဦးအပါအဝင်လူ၆ဦးတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်ညပိုင်းဖြစ်နေတဲ့အတွက်အသေးစိတ် အခြေအနေတွေကိုတော့မသိရသေးဘူးလို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်ခမ်းပတ်မြို့ဟာတမူးမြို့နယ်ထဲမှာပါဝင်ပြီးတော့2023ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကတည်းကပြည်သူ့ကာကွယ်ရေးတပ်မတော်ကသိမ်းပိုက်ထားတဲ့မြို့တစ်မြို့လည်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲရှမ်းပြည်နယ်ရန်ဆောင်မြို့နယ်ကြောက်ကူဒေသမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့အကြမ်းမဆက်တက်ကခြေရွာ၄ရွာကိုလေးရင်နဲ့ဇက်တိုက်ပြီးတော့ဘုံကျဲတိုက်ခတ်နေကြောင်း ဒေသခံပြည်သူများကပြောကြားထားပါတယ်။ဇန်နဝါရီလ16ရက်နေ့မနက်ပိုင်းကနေညပိုင်းအထိရက်ဆောင်မြို့နယ်ကြောက်ကူဒေသမှာတော်လိုင်းတပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်တပ်တို့ကြားမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ကခြေပါ၄ပါကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မွန်လွယ်ပိုင်းအချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ခမင်းမောင်းရွာ၊ကြောင်မီးခတ်ရွာ၊ခဲချားရွာနဲ့လွဲဟောင်းရွာတွေကနေအိမ်များပျက်စီးမှုတွေရှိခဲ့ပြီးတော့ပြည်သူများထိခိုက်မှုအခြေအနေတွေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရတယ်။ရက်ဆောင်မြို့နယ်ကြောက်ခူရွာမှာတိုက်ပွဲတွေပြင်းထန်နေစေဖြစ်ပါတယ်။စစ်တပ်ဘက်ကလေရင်နဲ့ဇက်တိုက်ဘုံကျဲချနေတာလက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ခမင်းမောင်းရွာ၊ကြောင်မီးခတ်ရွာ၊ခဲချားရွာနဲ့လွဲဟောင်းရွာတွေကိုအဓိကပြတ်မှတ်ထားပြီးတော့စစ်တပ်ကလေရင်နဲ့ဘုံကျဲသွားတာတနက်တန်နေလဲညပိုင်းအထိကိုကြားနေရတော့မယ်။ ပြည်သူတွေထိခိုက်မှုရှိမှရှိတော့အတိမပြုတ်နိုင်သေးပါဘူး။လေရင်ကတနေလုံးကိုဘုံတွေကျဲချနေတာထိခိုက်ပျက်စီးမှုကတော့များနိုင်မယ်လို့ဒေသခံပြည်သူတူကပြောကြားထားပါတယ်။ဇန်နဝါရီလ14ရက်နေ့မနက်ပိုင်းမှာရက်ဆောင်မျိုးဘက်ကနေပြီးတော့ကြောက်ကူဒေသဘက်ကိုစစ်ရင်အားတွေဖြည့်တင်းရန်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ဒနုပြည်သူလွမြောက်ရေးတပ်တော် DPLA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကခြေရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်ဘာသာရေးအဆောက်အုံနှလုံးနဲ့နေအိမ်15လုံးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ15ရက်နေ့မှာလည်းအကြမ်းဖက်စစ်တပ်ကပစ်ခတ် ထားလိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့ပြည်သူတအုပ်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်မြို့နယ်မြောက်ကလာပမြို့နယ်နဲ့ပဲခူးတိုင်းနတ်တလင်းမြို့နယ်တို့မှာလူငယ်များဇက်တိုက်ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၈ရက်နေ့မနက်၆နာရီခွဲအချိန်ကမှမြောက်ကလာပမြို့နယ်ဝေပါကြီးရပ်ကွက်မှာနေထိုင်တဲ့ကိုဖိုးပြေဟာနေအိမ်ကနေကျူရှင်ကိုသွားတဲ့အချိန်ပျောက်ဆုံးသွားခြင်းဖြစ်ပြီးတော့၎င်းသွားတတ်တဲ့နေရာများမှာလည်းရှာမတွေ့ဘူးလို့ပြောပါတယ်။အလားတူပဲဒီဇင်ဘာလ၂၈ရက်နေ့ကလည်းလှိုင်မြို့နယ်၆ရပ်ကွက်မှာနေထိုင်တဲ့ ကိုထက်လင်းတော်ဟာနေအိမ်ကနေပြီးတော့ဘောလုံးသွားကန်တဲ့အချိန်မှာပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ကိုထက်လင်းတော်ကိုအမည်မသိတဲ့လူတချို့ကလာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ပြီးတော့လက်ရှိအချိန်ထိကိုပြန်မတွေ့သေးဘူးလို့မိဘများကပြောပါတယ်။အလားတူပဲဇန်နဝါရီလ15ရက်နေ့မွန်းလယ်တနအီကမှပဲခူးတိုင်းနတ်တလင်းမြို့နယ်လှပချင်းချေးရွာအုပ်စုတရကုန်းရွာကကိုကောင်းကောင်းဟာစိုက်ကဲနဲ့တာပုံမျိုးပေါ်ကိုစိုက်ပျိုးရေးဆေးသွားဝယ်တဲ့အချိန်မှာပျောက်ဆုံးသွားခြင်းဖြစ်ပြီးတော့ဖုန်းအဆက်အသွယ်တွေလည်းပြတ်တောက်သွားတယ်လို့သိရပါတယ်။ကိုကောင်းကောင်းကတာပုံမျိုးပေါ်ကိုစိုက်ပျိုးရေးဆေးသွားဝယ် မယ်ဆိုပြီးတော့တယောက်တည်းထွက်သွားတာဖုန်းအဆက်အသွယ်လည်းအခုတည်းထိမရသေးဘူးဆိုင်ကယ်ရောလူရောပျောက်သွားတယ်လို့ပျောက်ဆုံးသူရဲ့မိတ်ဆွေကပြန်လည်ပြောပြထားပါတယ်ဒါအပြင်ရန်ကုန်မြို့ဒဂုံမြို့တဲ့စိတ်ကမ်းမြို့နယ်ယူဇနာဥယျာဉ်အိမ်ယာမှာလည်းမနေ့ကညပိုင်းကအကြမ်းဖက်စစ်တပ်က အစင်းဝင်ရောက်ဆက်ဆဲပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါရယ်ဇန်နဝါရီလ16ရက်နေ့ညပိုင်းမှာယူဇနာဥယျာဉ်အင်အားကိုအကြမ်းမဆက်တမ်းနဲ့64ရက်ကအုပ်ချုပ်ရေးမှုခင်မောင်စဉ်ဦးဆောင်တဲ့ပြူစောထီများကနေအိမ်များကိုအစင်းဝင်ရောက်ဆက်ဆဲခဲ့ပြီးတော့လူငယ်အများပြားကိုပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်လူငယ်ဗနေရောက်ဖမ်းဆီးခံရရလဲဆိုတာတော့အတိအကျမသိရသေးဘူး64ရက်ကအုပ်ချုပ်ရေးမှုခင်မောင်စဉ်နဲ့စစ်ခွေးတွေကအစင်းဝင်စစ်ရင်းနဲ့လူငယ်တွေအများပြားကိုပေါ်တာဆွဲဖမ်းဆီးသွားတာ တို့အဲ့ဒီလိုဖမ်းပြီးရင်တော့ငွေနဲ့ပြန်ရွေးခိုင်းမယ်ထင်တယ်လို့ဒေသခံပြည်သူတို့ကတုံ့တက်ထားပါတယ်။ယူဇနာအင်ယာမှာ64ရက်ကအုပ်ချုပ်ရေးမှုခင်မောင်စင်ဟာပြည်သူများအစင်းတိုင်ရင်လူတယောက်ကို2000တောင်းပြီးတော့ရက်ကထောက်ခံစားလုပ်မယ်ဆိုရင်1000တောင်းခံနေတယ်လို့သိရပါတယ်။ဒါအပြင် တိုက်ခန်းရဲ့နောက်ဖေးလမ်းကြားတန်ရှင်းရေးဆိုပြီးတော့အခန်းတစ်ခန်းကို90 2000ကျပ်လိုက်လံကောက်ခံနေတယ်လို့သိရပါဗျ။အခုလိုမျိုး၎င်းတောင်းခံတဲ့ငွေများကိုမပေးနိုင်တဲ့သူတွေကိုအစင်းတိုင်ခွင့်မပေးဘဲချိန်ချောက်မှုများကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ